မဲမင်္ဂလာပါဒီနေ့မှာတော့ဒီပက်တန်တစ်မျိုးရဲကိုသိယုံနဲ့တော်တော်များများအယုတ်တွေလိုက်ထိုးရတဲ့ထိုးနီလေးကိုအသင်ပြပေးပါမယ်ဒီမှာတော့ mic cotton 4 ply အမဲဘက်ကိုသုံးပါတယ်ပြီးသွားပြီဆိုရင်အယုတ်ဖြစ်တဲ့အတွက် silicon ထည့်ရပါမယ်ပြီးသွားပြီဆိုရင်ချုပ်အပ်လို့မယ်အမှတ်ချိန်လို့မယ်နော် aside ကတော့2.5 mm ကိုပဲသုံးပါတယ်နော်တော်တော်များများအယုတ်တွေထိုးတဲ့အခါကျရင်2.5 mm ကိုပဲသုံးပြီးတော့ထိုးပါတယ်ပြီးသွားပြီဆိုရင်အယုတ်မျက်စိလေးတွေအတွက်ကိုတော့အမျက်စိလေးလည်းလိုပါမယ်နော် ကြတာဆိုရင်စပြီးတော့ထုတ်ပြပါမယ်။အရင်ဦးဆုံးမက်ချရင်လေးလုပ်ပါမယ်နော်။အယုတ်တွေထိုးတဲ့ခါကျရင်ပုံမှန်အဖြစ်မက်ချရင်ပဲသုံးကြပါရစေနော်။မက်ချရင်ထဲမှာဆင်ရင် crochet လေး6ခါပြည့်အောင်အရင်ထိုးပါမယ်။ ရှင် crush လေးချောက်ခါပြီးရင်ချီကိုဆွဲဆေးလိုက်ပါမယ်နော်ဒီနေရာမှာရှက်ကောလုံးဝမတုံးပါဘူးနော်ပြီးရင်နောက်တစ်ဆင့်သွားမယ်နော်နောက်တစ်ဆင့်ကတော့ဒီပထမဦးဆုံးထိုးတဲ့ single crush အပေါက်ကနေပြန်ဆမယ်နော် increase လေးထိုးရပါမယ်နော်ဒုတိယအဆင့်ကတော့ increase ထိုးပါတယ်ဒီနေရာမှာအမှန့်ချိတ်လေးသုံးပါမယ်နော်ဒီပထမဦးဆုံးထိုးတဲ့ single crochet လေးမှာအမှန့်ချိတ်လေးသုံးမယ် ပြီးရင် increase ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထိုးထားတဲ့အပေါက်ထဲမှာပဲနောက်ထပ်တစ်ခါ single crochet လေးထပ်ထိုးမယ်ဒါဆိုရင်ဒီပေါက်ထဲနဲ့ single crochet နှစ်ခါဆိုတော့ increase တစ်ခါရပြီပေါ့နော်ပြီးသွားပြီဆိုရင် increase 6ခါပြည့်အောင်ဒီအမှတ်ချက်မရောက်ခင်အထိဆက်ပြီးတော့ထိုးသွားပါမယ်နော် increase ပြီးရင်နောက်တစ်ဆင့်သွားမယ်เนาะဒီအမှတ်ချိတ်နေရာမှာပထမဦးဆုံး single crochet လေးတစ်ခါထိုးပါမယ်ပြီးတော့ရင် အမှတ်ချိတ်ပြန်မှတ်မယ်เนาะ ပြီးရင်ဒုတိယတစ်ပောက်ပေါ့နော်ဒီတစ်ပောက်ထဲမဟုတ်ဘဲနဲ့ဒုတိယသူ800ဒုတိယတစ်ပောက်မှာ increase လေးတစ်ခါထိုးပါမယ်နော်ဒီအဆင့်မှာတော့ single crochet တစ်ခါ increase တစ်ခါနဲ့ထိုးသွားပါမယ်နော် single crochet တစ်ခါ increase တစ်ခါပြီးရင်နောက်တစ်ဆင့်သွားမယ်နော်နောက်တစ်ဆင့်မှာတော့ဒီပထမဦးဆုံးအပေါက်လေးမှာ single crochet တစ်ခါထုံးမယ်။ပြီးတော့ပြီဆိုလို့ရှိရင်အမှတ်ချက်လေးပြန်မှန်းပါမယ်နော်။ ပြီးရင်သူ့ရဲ့ရှေ့တစ်ပေါက်မှာပေါ့နော်ရှေ့တစ်ပေါက်မှာ increase တစ်ခါထိုးပါမယ်ပြီးသားပြီဆိုလို့ရှိရင်တတိယတစ်ပေါက်ပေါ့နော်တတိယတစ်ပေါက်မှာ single crochet လေးတစ်ခါထိုးမယ်ဒါဆိုရင်ဒီအစ်စ်မှာ single crochet တစ်ခါ increase တစ်ခါ single crochet တစ်ခါကိုပတ်ပတ်လဲထိုးသွားရပါမယ်နော် နောက်တစ်ဆင့်သွားပါမယ်နောက်တစ်ဆင့်မှာတော့ဒီမှန်ချိန်မှာစီရင် crochet တစ်ခါထုံးမယ်ထုံးစံတိုင်းမဲ့မှန်ချိန်လေးပြန်မှတ်မယ်နော်ဒီတော့ပြောလို့ရှိရင်ဒီအဆင့်မှာတော့ single crochet 3ခါ increase တစ်ခါနဲ့သွားမယ်เนาะတစ်ပေါက်တစ်ခါနဲ့ single crochet 3ခါပြီးအောင်ရင်ထိုးမယ်ပြီးတော့ပြောလို့ရှိရင်နောက်တစ်ပေါက်မှာ increase လေးတစ်ခါထိုးမယ်ဒါဆိုရင် single crochet 3ခါ increase တစ် တခါ ው ပေါ့နော်ပပတ်လေးကိုဆက်ပြီးတော့ထိုးသွားပေးပါနော်ပြီးတော့ရင်နောက်တစ်ဆင့်မှာကတော့အရင်ဦးဆုံးဆင်ရင် crotch လေးတခါထိုးမယ်ပြီးတော့ရင် အမှန်စိတ်ပြန်မှန်းမယ်နော်ပြီးရင်ဒုတိယတစ်ပောက်နော်ဒုတိယတစ်ပောက်မှာလည်းဆင်ရင် crotch လေးတခါထိုးလိုက်မယ်ပြီးတော့ပြီဆိုလို့ရှိရင်တတိယတစ်ပောက်မှာတော့ increase တခါထိုးပါမယ် ီးသွားပြီဆိုလို့ရှိရင်နောက်ထပ် single crochet လေးတစ်ပေါက်တစ်ခါနဲ့နှစ်ခါထိုးပါမယ်။ဒါဆိုရင်ဒီမှာ single crochet နှစ်ခါ increase တစ်ခါ single crochet နှစ်ခါကိုဒီဘက်ဘက်လေးဆက်ထိုးသွားရပါမယ်နော်။ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်အဆင့်9ကနေပြီးတော့အဆင့်9ကတော့ pattern လေးရေးပြထားတယ်နော်။သူကကြတော့တဆင့်ချင်းတစ်ပေါက်ချင်းစီတိုင်းမှာ single crochet လေးတွေကြီးပဲထိုးသွားရမှာဆိုတော့အဆင့်9အထိကိုရေးပြထားတဲ့အတိုင်းပဲဆက်ပြီးတော့ထိုးသွားပေးပါနော်။ အဆင့်တစ်ဆင့်မှာတော့အရင်ဦးဆုံး single crochet လေးတစ်ပေါက်တစ်ခါနဲ့ဆယ်ကပြည့်အောင်ထိုးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ single crochet လေး10ကပြည့်သွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်ကနေစပြီးတော့ increase 9ကထိုးပါမယ်เนาะ ဆိုရင်ဒီမှာ increase လေးတစ်ခါ၊၂ခါ၊၃ခါ၊၄ခါ၊၅ခါပြည့်သွားပြီပေါ့နော်။ increase ၅ခါပြည့်သွားပြီဆိုလို့ရှိရင်ဒီပေါက်တစ်ခါနဲ့ single crochet လေး၆ခါပြန်ထိုးပါမယ်နော်။စင်ကင်ခရော့ချက်6ခါထိုးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပောက်ကနေစပြီးတော့ increase 9ခါထပ်ထိုးပါမယ်เนาะ ဆိုရင် increase နာကပြီးသွားပြီဆိုလို့ရှိရင် နောက်ဆုံး single crochet လေးတစ်ပေါက်တစ်ခါနဲ့ဆယ်ကပြည့်အောင်ထိုးသွားပါမယ်နော်ဒါဆိုရင်တဆင်ပြီးပြီပေါ့နော်ပြီးသွားပြီဆိုရင် နောက်တဆင်ထိုးပါမယ်နော်နောက်တဆင်ကတော့အဆင်7ပေါ့နော်အဆင်7ကနေစပြီးတော့အဆင်73အထိကိုတစ်ပေါက်တစ်ခါနဲ့ single crochet လေးတွေထိုးရမှာဆိုတော့အဆင်73အထိကိုရေးပြထားတဲ့ပတ်တန်အတိုင်းပဲတစ်ပေါက်တစ်ခါနဲ့ single crochet လေးတွေဆက်ပြီးတော့ထိုးသွားပေးပါနော် ီမှာအဆင့်73အထိပြီးသွားပြီပေါ့နော်အဆင့်74ကိုထိုးပါမယ်အဆင့်74ကတော့အဆင့်30ကနေစပြီးတော့ဗျောင်းပြန်ပြန်ထိုးသွားရတဲ့သဘောမျိုးပေါ့နော်ဒီမှာ single crochet လေးတစ်ခါထိုးမယ်ဒီမှာ single crochet 10ကပြည့်အောင်အရင်ထိုးရပါမယ်နော် single crochet 10ကပြည့်သွားပြီဆိုလို့ရှိရင်ဒီအရှိတပောက်ကနေစပြီးတော့သူ့ကို decrease င်း9ကထိုးရမှာပေါ့နော် decrease ဒီမှာတော့ကကြတော့ဒီအဆင့်10မှာကကြတော့ increase 9ကပေါ့နော်ဒီမှာကတော့ decrease 9ကနဲ့ပြန်ထိုးရမှာပေါ့နော် decrease ဆိုတာကတော့ပထမအဦးဆုံးတပောက်ကအပေါ်ရန်ခြေစားကိုယူမယ်ဒီအပေါ်ရန်ခြေစားပဲနော်ပြီးတော့ရင်ဒုတိယတပောက်ကအပေါ်ရန်ခြေစားကိုယူမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီခြေနှစ်ဆောက်ကိုမှတစ်ခါတည်းပေါင်းထုတ်မယ်ဒါနှစ်ပောက်ကိုတစ်ပောက်တည်းပြန်ပေါင်းထိုးတဲ့သဘောမျိုးပေါ့နော်

single crochet 6ခါပြီးသွားပြီဆိုလို့ရှိရင် decrease လေး ng ကပြန်လာမယ်เนาะ decrease ng ကဆက်ထိုးသွားပါเนาะပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာ single crochet လေး10ခါနဲ့အဆုံးတက်မယ်เนาะပတ်တန်လေးလည်းရေးပြထားတာဆိုတော့ဆက်ပြီးတော့ထိုးသွားပေးပါเนาะဆက်ရင်အဆင့်15ကိုသွားမယ်เนาะအရင်ဆုံးဒီအပေါက်မှာ single crochet လေးတစ်ခါထိုးလိုက်ပါမယ်เนาะပြီးသွားရင်အမှတ်စိတ်လေးပြတ်မှတ်ပါမယ် င်ရယ် crochet ဒီမှာစင်ရယ် crochet အရင်ဆုံးတပေါက်တစ်ခါနဲ့နှစ်ခါထိုးမယ်နော်ပြီးတော့ဇင်တတိယတပေါက်နဲ့စနုပ်ထတပေါက်နဲ့ကို decrease လေးထိုးပါမယ်စင် crochet နှစ်ခါ decrease တစ်ခါပေါ့နော်ပြီးတော့ဆိုလို့ရှိရင်စင်ရယ် crochet နှစ်ခါပြန်လာမယ် ဒီပက်တန်အတိုင်းကိုပဲပက်ပက်လေးအစုံတည်းဆက်ထိုးသွားပါတော့ပြီးတော့ပြီဆိုလို့ရှိရင်နောက်ထပ်ပက်တန်နေပါတော့အစင်းဆက်ရှိချီပက်တန်ကလည်းဒီပေါ်လေးမှာရေးပြထားတဲ့အတွက်ကြောင့်မလို့အစင်းဆက်ရှိချီကိုဒီတိုင်းပဲဆက်ပြီးတော့ထိုးသွားပေးပါတော့အစင်းဆက်ရှိမထိုးခင်မှာအရင်ဝုံးဆုံးသူ့ကိုစီလီကွန်လေးတွေဖြည့်ထားပေးပါမယ်နော်ซิลิคอนကိုတော့ဒီနေရာမှာဖောင်းနေအောင်ထည့်မယ်เนาะအယုတ်လေးတွေထိုးတဲ့ခါကျရင်ซิลิคอนထည့်တာကအဓိကပေါ့เนาะ ်ဆီလီကွန်လေးကဖောင်ဖောင်ကျစ်ကျစ်လေးဆိုလို့ရှိရင်ရုပ်ကလေးကပိုပြီးတော့တင်းတင်းတောင်းတောင်းလေးနဲ့ပုံလာတယ်ပေါ့နော်အဲဒီမှာအဆင့်78ထိထိုးပြီးသွားပြီပေါ့နော်နောက်ဆုံး single crease တစ်ခါ decrease တစ်ခါနဲ့အဆုံးသတ်ထားတယ်နော် silicone လေးလည်းဖောင်းနေအောင်ထည့်ထားတယ်ပေါ့နော်ပြီးသွားပြီဆိုရင် အမှတ်ကြိတ်ဖြုတ်ပါမယ်အမှတ်ကြိတ်ဖြုတ်ပြီးတော့ဒီနေရာမှာခြိစကိုဖြတ်ပါမယ်နော်ခြိစကိုနည်းနည်းလေးရှည်ထားပြီးတော့ဖြတ်လိုက်ပါမယ်ပြီးခြိစဆွဲထုတ်လိုက်မယ်နော် နေရာမှာနည်းနည်းလေးဆီလီကွန်လေးထပ်ထည့်လိုက်မယ်။ဒီနေရာမှာချုပ်အပ်လေးကိုသုံးပြီးတော့ဒီအယုတ်အပေါက်လေးကိုပိတ်မယ်နော်။ပိတ်တဲ့အခါကြာလို့ရှိရင်ဒီမှာစိုးစိုးကတော့အမှတ်ချိတ်ဖြုတ်ထားတယ်နော်ဒီအပေါက်သူ့ရဲ့ဒီအပေါ်ရန်ခြိစားတွေကိုပဲယူမယ်เนาะပထမအယုတ်တွေထိုးပြတော့ကလည်းဒီနေတိုင်းလေးပဲချုပ်တာပေါ့เนาะပေါ်ရန်ခြိစားလေးတွေကိုပဲယူယူသွားမယ်เนาะ ွတ်စုပေါင်း12ပေါက်ရှိမယ်နော်ပြီးတော့ပြီဆိုလို့ရှိရင်ဒီခြေစားကိုဆွဲဆေးလိုက်မယ်နော်ဒီမှာခြေစားဆေးပြီးတော့ပြီဆိုလို့ရှိရင်သူ့ကိုဒီအရှိကပေါက်လေးတွေကိုခြေအစလေးကိုအစတက်မယ်နော် ပြီဆိုရင်ဒီအားလေးကိုဒီထိပ်ကိုပြန်ထိုးပြီးတော့ခြီးစားဖြတ်လိုက်ပါမယ်နော်။ဒါဆိုရင်အယုတ်ကောင်းလေးရပြီပေါ့နော်။ပြီးသွားပြီဆိုရင်နယ်ရွက်လေးထိုးပါမယ်နော်။နယ်ရွက်လေးထိုးတဲ့အခါကျရင်လည်းမန်ချစ်ရင်းကိုတုံပြီးတော့ထိုးပါမယ်နော်။အရင်ဆုံးမန်ချစ်ရင်းနဲ့မှာဆင်ရင်ခရော့ချယ်လေး၆ခါထိုးပါမယ်။ ခါချက်ချက်ခါပြီးသွားပြီဆိုရင်ဒီခြေစကိုဆွဲစေမယ်နော်ဒီနေရာမှာလည်းရှက်ကောမတုံးပါဘူးနော်ပထမဦးဆုံးဆင်ရင်ခရက်ချက်အပေါက်လေးကနေပြန်ဆမယ်နော်ဒီအဆင့်မှာတော့ increase 6ခါထိုးရပါမယ်เนาะ ီကောက်ရင်နောက်တစ်ဆင့်ပေါ့နော်အဆင့်3နဲ့4မှာကတော့ single crochet တည်းပဲပတ်ပတ်လည်းထိုးရပါမယ်နော် single crochet တစ်ပေါက်တစ်ခါနဲ့ဆက်နှစ်ခါထိုးရပါမယ်နော်အဆင့်3ရော4ရောတူတူပဲဆိုတော့ဆက်ပြီးတော့ထိုးတတ်ပြီပါနော်အစင်းအဆင့်၄ပြီးသွားပြီဆိုလို့ရှိရင်ဒီအမှတ်ချိတ်နေရာမှာ ရှက်ကော်လေးထိုးပြီးတော့ခြေစားဖြတ်လိုက်ပါတော့မယ်နော်ခြေစားကိုတော့နည်းနည်းရှိရှိလေးထားဖြတ်ပါနော်ဘာလို့လဲဆိုတော့အယုတ်လေးနဲ့ပြန်တွဲရမှာဆိုတော့ နရွယ်လေးရောက်ပြီပေါ့နော်ပြီးရင်ဒါမျိုးလေးနောက်တစ်ခုထပ်ထုတ်ပါမယ်နော်ဒါဆိုရင်နရွယ်လေးနှစ်ဖက်လေးရောက်သွားပြီဆိုတော့အယုတ်လေးနဲ့ပြန်တွဲချုပ်မယ်နော် တစ်ဖက်တစ်ထွက်ချုပ်ပြီးသွားပြီဆိုရင်ဒီကြံတစ်ဖက်ကိုလည်းဆက်ပြီးတော့ချုပ်သွားလိုက်ပါနော်ဒီဆိုရင်ဒီချီနန်ဆာကိုခြီးပြီးတော့ခြီးစားဖြတ်လိုက်ပါတော့မယ်နော်ဒါဆိုရင်သူ့ကိုမျက်လုံးလေးတွေပါးစပ်လေးတွေတက်မယ်ပေါ့နော် ါလေးကိုကော်လေးနဲ့ကတ်လိုက်ရုံပဲပေါ့နော်ဒီတိုင်းလေးပဲကတ်လိုက်ပါနော်ဒါဆိုရင်တော့ဝက်ဝင်ရုံလေးရပြီပေါ့နော်ဒီမှာဝက်ဝင်ရုံလေးမဟုတ်ဘဲနဲ့အရှိမထုတ်ပြခဲ့သလိုပဲကြားရုပ်လေးတွေထိုးလို့ရမယ်ပြီးသွားပြီဆိုရင်ဒီပက်တန်နဲ့ပဲဝက်ရုပ်ထိုးလို့ရမယ်ဘဲရုပ်ထိုးလို့ရမယ်ပြီးရင်ပန်တာရုပ်လေးတွေထိုးလို့ရမယ်ပြီးသွားပြီဆိုလို့ရှင်တခြားချစ်စရာကောင်းတဲ့ရုပ်လေးတွေလည်းဖန်တီးလို့ရသေးရဲ့ပေါ့နော်အများကြီးအများကြီးလုပ်လို့ရသေးတယ်ပက်တန်ကတော့ဒီပက်တန်တစ်မျိုးတည်းပဲပေါ့နော်ဒီပက်တန်တစ်မျိုးတည်းကိုတုံးပြီးတော့ပဲထိုးသွားရတာပါ သူ့နေရာမှာမျက်လုံးလေးတွေအဲတက်ရတာတွေကပြောင်းသွားတာရှိမယ်နေရွယ်လေးတွေတက်ရတာပြောင်းသွားတာရှိမယ်ပေါ့နော်ဒါလေးတွေပဲကြွားသွားမှာပေါ့နော်ဒီ pattern တနည်းနဲ့ပဲထိုးရတာဆိုတော့များသောအားဖြင့်ဒီ pattern လေးကိုပဲအသုံးပြုကြရတယ်ပေါ့နော်ကဲဒါဆိုလို့ရှင်နောက်ထပ်အဲထိုးလို့ရတဲ့အယုတ်လေးတွေကိုလည်းဆက်ပြီးတော့ထိုးပြပေးမယ်နော်ဒီ pattern လေးကတော့တော်တော်များများထိုးတဲ့အတွက်တော်တော်များများအယုတ်တွေမှာတုံးတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ထိုးပြပေးတာပေါ့နော်ဒါလေးကတော့ ဘဝုံယုံလေးပေါ့နော်ဒီနေရာမှာခြေကာလာလေးတွေချိန်ပြီးတော့ကိုလိုချင်သလိုထိုးသွားလို့ရတယ်နော်